ုံးပါမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကစီးပွားရေးရင်းမြှုပ်နှံမှုနဲ့ပတ်သက်လို့ကြီးကြီးတဲ့အချက်လေးတစ်ချက်ကြောင်းကျွန်တော်ဝေမျှပေးခြင်းစီးပွားရေးတို့ investment နဲ့ပတ်သက်ရင်ဒီ social မှာကြောက်တဲ့စိတ် fear losing ပေါ့နော်ဒါကိုကျွန်တော်တို့အများအားပြောပြကြရတယ်ကိုကတခခုငွေကြေးရင်းမြှုပ်နှံမှုတစ်ခုလောက်တော့မယ်ဆိုရင်ကိုကြီးရင်းနှီးဆုံးချောင်းမှာကြောက်တဲ့စိတ်ပေါ့ဒါကကျွန်တော်တို့အကန့်အသတ်ဖြစ်စေနိုင်တယ်ဆိုပြီးတော့ပြောပြကြတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းကျွန်တော်တို့က ခွင်လန်းဆောင်းချောင်းမှာကြောက်တဲ့စိတ်ကိုကျွန်တော်ကသတိပြုဖို့လိုတယ်။ဒါကျွန်တော်တို့ဒီ FOM ကိုဒီ Fear of Missing Out ပေါ့နော်ဒီလိုမျိုးခေါ်ရပါဘူး။ဘလို့ဟာမျိုးလဲဆိုတော့ဟိုကျွန်တော်သူများလှုပ်နေချိန်မှာကိုလိုက်မလှုပ်လိုက်ရမှာသူများအကျိုးမြတ်ရနေချိန်မှာကိုမရလိုက်မှာနောက်သူများတိုးတက်နေချိန်မှာကိုလိုက်ပြီးတော့မတိုးတက်မှာပေါ့နော်။သူတွေကဒါမျိုးကြောက်စိတ်ရှိကြတယ်၊စိုးရိမ်စိတ်ရှိကြတယ်။မဒီနေ့ကျွန်တော်တို့ဆိုရှယ်မီဒီယာခက်မှာဆိုပို့တည်တာလေ။မလူတွေတင်ကြတယ်။ဘယ်ဟာတွေတော့သူအကျိုးမြတ်ဘလောက်ရနေကြအောင်၊သူစီးပွားရေးဘလောက်အဆင်ပြေနေကြအောင် သူဘာပစ္စည်းတွေလက်ဇရီဘလောက်သုံးနေကြအောင်သူဘလောက်အဆင်ပြေနေကြအောင်ပေါ့စသဖြင့်တင်နေကြတဲ့ချိန်မှာကျွန်တော်သူများနဲ့လိုက်ပြီးတော့နိုင်ရှင်ပြီးတော့ငါလည်းသူ့လိုမရလိုက်မှာငါလည်းသူ့လိုမဖြစ်မှာဆိုပြီးတော့ဆိုရင်ရတာရှိတယ်ဆိုရင်ရတာဆိုရင်ကျွန်တော်သူများလို့လို့ကျွန်တော်လိုက်လို့ကြတဲ့ပြဿနာတွေဖြစ်လာတယ်ပေါ့ဆိုတော့မစီဝိုင်းလုပ်ငန်းတစ်ခုလုပ်တယ်ဆိုတော့အမလူကြောက်ကစီဝိုင်းလုပ်ငန်းတစ်ခုလုပ်တယ်သူကဒီမှာအဆင်ပြေနေတော့အောင်မြင်နေတယ်ဒါမျိုးကြားလို့ရှိရင်ကျွန်တော်တို့အာသူတော်ဒီလိုမျိုးအဆင်ပြေနေပြီငါလည်းအဆင်ပြေမှဖြစ်မယ်ဆိုပြီးကျွန်တော်တို့သူများလုပ်တဲ့အတိုင်းလိုက်လုပ်တယ် ဟိုကတကယ်ဒီစီးပွားရေးကိုနားမလဲတဲ့ကဒီလုပ်ငန်းเจ้าကိုကျွန်တော်မကျွမ်းကျင်တဲ့အခါကျွန်တော်ဆုံးရှုံးနေတာမှုတွေထိကပ်မှုတွေကျွန်တော်တို့ကကြုံနိုင်ပါတယ်။နောက်ကျွန်တော် investment တွေပေါ်အောင်ဆိုလဲဒီတိုင်းပဲ။အများစုကသူများလောက်ရင်ကျွန်တော်လိုက်လို့ချင်ကြ။မှ trend out လိုက်တော့ပေါ့နော်။အသူများရွှေဆိုရင်ကျွန်တော်လိုက်ပြီးတော့ရွှေလိုက်ဝယ်တာမျိုးလို့။အသူများအချမ်းကြီးဆိုကျွန်တော်လိုက်ပြီးတော့အချမ်းကြီးလိုက်ပြီး invest လုပ်တာမျိုးတွေ။ဒီလိုကျွန်တော်တို့ကဒီ trend out ကိုလိုက်တာသူများလှုပ်လို့လိုက်လို့တာမျိုးတွေကျွန်တော်တို့အနေနဲ့ ်အင်တန်များပါတယ်ကျွန်တော် Warren Buffett ပြောပြတာရှိတယ်ခင်ဗျားမကျွမ်းကျင်တဲ့လုပ်ငန်းမှာဘယ်တော့မှရင်းနှီးမြှုပ်နှံမှုမလုပ်ပါနဲ့ဆိုပြီးတော့အတူပြောထားတာရှိတယ်ဆိုတော့ကျွန်တော်တို့ကဒီ CY ပဲလို့လို့ investment ပဲလို့လို့ကျွန်တော်တို့တကယ်နားလဲဖို့တကယ်ကျွမ်းကျင်ဖို့အင်တန်ရေးကြည့်ပါဒါကြောင့်မို့ကျွန်တော်တို့ကဟိုငွေကြေးအရင်းနှီးတစ်ခုခုထည့်ပြီးလောက်ရပြီဆိုရင်အများရန်ပြောပြောနေတယ် အရင်ကြီးဆုံးရှုံးမှကြောက်တဲ့စိတ်ပေါ့ဒီစိတ်ကိုကျွန်တော်အတတ်နိုင်လို့ချော့ချောက်ဖို့လို့တို့တစ်ဖက်မှာလည်းကျွန်တော်အခွန်လန်းဆုံးရှုံးမှကြောက်တဲ့စိတ်သူများလှုပ်လို့ကျွန်တော်တို့ကဒီလိုက်လို့ရတဲ့ပိစာမျိုးတွေဒါမျိုးလည်းကျွန်တော်တို့ကအတတ်နိုင်လို့ကျွန်တော်တို့ကချော့ချနိုင်ဖို့လို့တယ်ဒီရင်ကြီးဆုံးရှုံးမှကြောက်လုံးလို့ရှင်လေကိုရနိုင်တဲ့ opportunity တွေကိုကျွန်တော်လက်လွတ်နိုင်ရသလိုကျွန်တော်တို့ခုနဒီအခွန်လန်းဆုံးရှုံးမှကြောက်တဲ့စိတ်များရင်လည်းကျွန်တော်တို့ဒီရွေးချယ်မှုအမားတွေနောက်ဆုံးဖြတ်ချက်အမားတွေဒါတွေကြုံရနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်